မင်္ဂလာပါ SDB Community Call Live အစီအစဉ်ကနေပြန်လည်ကြိုဆိုပါရစေ။ကျမကဇူလိုက်ပါ။ကျမအတန်ကို ရှင်းရှင်းလင်းလင်းကြားနိုင်မယ်လို့မျှော်လင့်ပါရစေ။ comment လေးတွေပေးခဲ့ကြပါအောင်။အောက်တိုဘာလရဲ့ပထမဆုံးနေ့ရောက်လာပြီ။နှွေဦးပြားလေးတွေနဲ့ပြန်ဆုံဖို့အချိန်တော့ကြာခဲ့ပြီ။ဟုတ်တယ်မလား။ live အစီအစဉ်လေးမစတင်ခင်မှာလူဆောင်အောင်ခဏလောက်စောင့်ကြရအောင်နော် ဟုတ်ကဲ့ပါဒီနေ့ community call live ခေါင်းစဉ်ကတော့ပိုးဆောင်ကျူးတို့နားကိုရကြံတန်းရပဲဖြစ်ပါတယ်ဒီနေ့ community call live အစီအစဉ်ကိုစတင်ဖို့အတွက် Spring Institute of Fintech ကအကိုချက်ကိုဖိတ်ခေါ်ခြင်းပါတယ်။မင်္ဂလာပါ။ Hello ဇူလိုင်ရေမင်္ဂလာပါ။ဒီနေ့ STB community call ကိုတက်ရောက်နားထောင်နေကြတဲ့ STB ချစ်သူတွေ Spring Bees တွေအားလုံး နေကောင်းကြမှာကြပါစေလို့ဦးစွာနှုတ်ခွန်းဆက်ပါတယ်ကျွန်တော်တို့ရဲ့ AI host အစ်တလေးအဖြစ်နဲ့ပေါ့နော်ဒီ call မှာပါဝင်ပေးတဲ့ July ကိုလည်းသဘောကျနှစ်သက်လိုက်မယ်လို့လည်းကျွန်တော်ပြောလင်းပါတယ်ကျွန်တော်ကတော့ကို check ပါ STB ရဲ့ marketing ဌာနမှာအဖွဲ့သားတွေနဲ့အတူတူဦးဆောင်နေတဲ့တော်လန်ရဲဘော်တူဖြစ်ပါတယ်ဒီ call မှာကတော့နောက်ထပ် STB ecosystem ထဲမှာအနာဂတ်ခြေလှမ်းတစ်ခုဖြစ်နေတက်လန်းလာမယ့် SIF ရဲ့တာဝန်ခံဖြစ်နေပါတော့ကျွန်တော်အုတ်ထုတ်ဆောင်ပြီးတော့ဆွေးနွေးပြီးမှဖြစ်ပါတယ်ဒါကျွန်တော်အနေနဲ့နောက်ဆုံး community call တစ်ခုပါဝင်ဆွေးနွေးပြီးခဲ့တာစပိုင်း February လမှာဖြစ်မယ်လို့ထင်ပါတယ်ပြားရူမာယာတဲကူဖြာဆိုတဲ့ခေါင်းစဉ်လေးကိုမှတ်မိကြမယ်လို့ထင်တယ်ဒါတော်လန်ရေးမှာမာယာပရိရဲ့ခြေသင့်နေဆိုတဲ့အကြောင်းကိုပြားလေးတွေနဲ့တင်စားပြီးတော့ပြောခဲ့တာကို အားလုံးမှတ်မိမယ်လို့လည်းမျှော်လင့်တယ်ပေါ့နော်ဆိုတော့ဒီ SCB ရဲ့ community call မှာပြန်လဲပြီးတော့ส่งด้วยได้ด้วยอารมณ์กูวันตาเลยဆိုတဲ့အကြောင်းကိုကျွန်တော်ထပ်ပြီးတော့ပြောချင်တယ်ပေါ့เนาะဟုတ်ကဲ့ပါဒီနေ့ community call ရဲ့နာမည်မှာပိုးဆောင်ကျူလေးပါတော့အဲ့ဒါလေးကိုနည်းနည်းလောက်ရှင်းပြပြီးလို့ရမလားရှင်ဇူလိုင်ရဲ့မေကွန်အတွက်ကျေးဇူးတင်ပါတယ်ဒီ call မှာပိုးဆောင်ကျူဆိုတဲ့စကားလေးတခုပါတယ်ပေါ့เนาะဆိုတော့ဒီပိုးဆောင်ကျူတွေတွေ ်ဆိုတာအယိုးရှင်းဆုံးနဲ့ကျွန်တော်တို့မိခင်ကဘာမြည်ကြီးရဲ့ဂီဟာစနစ်မှာဒစိတပိုင်းပါဝင်နေတဲ့မိဘိုးကောင်အင်းဆက်လေးတွေလို့ပြောရမှာပေါ့ဗျာဆိုတော့ဒီပိုးဆုံးကျူးလေးတွေကလည်း Insert Family အထက်မှာပါဝင်နေဆိုတော့ကျွန်တော်တို့အခုနားထောင်နေကြတဲ့ Spring Bee ၊ငွေဦးပြားလေးတွေနဲ့ဆွေမျိုးတော်ဆက်လို့ရမယ်လို့လည်းကျွန်တော်ထင်တယ်ပေါ့နော် ဆိုတော့ဒီຫນွေဥပြားလေးတွေဆိုလို့ရှင်လဲသူတို့ရဲ့ကဘာမှာသူတို့ spring bee ကဘာပေါ့เนาะဒါနေ့စဉ်နေ့တူကအလုပ်တွေလုပ်ပြီးတော့ပိုလန်ဆိုတဲ့ဝင်းမုံတွေကိုရှာပွေကြတယ်ပေါ့เนาะပြားရည်တွေကိုပြီးရင်စူဆောင်းတယ်သူတို့ရဲ့ရန်သူတော်ကြီးဖြစ်တဲ့ဝုံဝန်ဆိုးတွေကိုခနာကိုချင်းမမျှရင်တော့မှာပေါ့เนาะသူတို့အကောင်သေးသေးလေးဖြစ်နေပြီမဲ့လဲရရင်ငယ်ရသလိုတုတ်ကြတာပေါ့เนาะချစ်ပြားကြီးတုတ်တယ်ပေါ့เนาะဒါအရင်လေးစားဖို့ကောင်းတဲ့တာရကလေးတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ဒါဆို ဒီကောမှာဘိုးဆောင်ကျူးလေးတွေရဲ့အဓိကကြတဲ့တာဝန်ကဘာတွေဖြစ်မလဲပေါ့နော်ဒါလေးကိုကျွန်တော်ဆွေးနွေးကြည့်မယ်ဆိုတော့ကျွန်တော်တို့ကဘာမြေကြီးမှာသူတို့ကသူတို့ကျင်လည်ချက်စားတဲ့ပဝန်းချေရဲ့နေမြေတွေမှာပေါ့နော်ဒါသူတို့ရဲ့ခန္ဓာကိုယ်ဇီဝဖြစ်စဉ်အရာပေါ့နော်ဒါထုတ်လွတ်လိုက်တဲ့ကိုယ်ပိုင်အလင်းဓာတ်တွေနဲ့ဒီတဘာဝတရားကြီးကိုပို့ပြီးတော့လှပအောင်နေခြင်းစပွဲကောင်းအောင်ဒါတစားဆင်ပေးတယ်ပေါ့နော်နောက်ပြီးတော့ ကျွန်တော်တို့ညဘက်သကောင်ရံအချိန်မောင်မိုက်တဲ့ညအချိန်ဒီမှာဒီလူသားတွေကိုလမ်းပြအလင်းရောင်ပေးပြီးတော့အဖို့ပြုပေးကြတယ်နောက်ပြီးတော့ဒီကဘာအနှံ့ပြားမှာဆိုရင်လဲဒီပိုးဆောင်ကျူးလေးတွေအတွက်ဟိုဂုံပြူတင်စားပြီးတော့ဂုံပြူကြတာမျိုးတွေရာဇဝင်လေးတွေရှိတယ်ပေါ့နော်အဲဒီပိုးဆောင်ကျူးဒီနဲ့ပတ်သက်ပြီးတော့ထင်ရှားတဲ့နိုင်ငံဒေသတွေပြည်နယ်တွေရှိတယ် ဥပမာအဖြစ်ဒါ US လိုနိုင်ငံမျိုးမှာဆိုလို့ရှိရင်အမေရိကမှာဆိုလို့ရှိရင် Pennsylvania ဒီတဘာဝဒီ National Park မှာဒီပိုးစုံကျူးတွေဟိုတွေ့ရတတ်တယ်။နောက်ပြီးဒါအာရှဘက်ပေါ့နော်ဒီရှေ့တောင်အာရှဘက်မှာဆိုလို့ရှိရင်လဲထင်ရှားတဲ့ဒေသတွေရှိတယ်။ပြီးတော့ဂျပန်နိုင်ငံလိုနေရာမျိုးတွေမှာထင်ကြရပွဲတွေလုပ်တာတွေရှိတယ်။ဒါအိန္ဒိယမှာလည်းရှိတယ်။အဓိကအားဖြင့်တော့ဒီလိုခီးသွားရာသီ tourism ဖွံ့ဖြိုးရေခန်းသားတွေမှာလည်း ဒီသူတို့ကဒီပိုးစုံကျူးလေးတွေကတစ်စိတ်တစ်ပိုင်းပြင်နေပါဝင်ပေးနေတာတွေ့ရတယ်ဗောနော်ဥမာဒါ Firefly Festival ပွဲတွေရှိတယ် Firefly Tour ပုံစံမျိုးလိုမျိုးဒါခီးသွားကန်တော့ဆွဲဆောင်တဲ့အစီအစဉ်တွေလည်းရှိတယ်ဗောနော်ဆိုတော့တခြားသူတွေအနေနဲ့တော့ကျွန်တော်တော့မပြောတတ်ဘူးပေါ့နော်ကျွန်တော်အတွက်ပိုးစုံကျူးလေးတွေက ျွန်တော်အနားမှာရှိနေတယ်ဆိုလို့ရှိရင်ဒါမိတုံမိတုံနဲ့ဖြစ်နေတဲ့အရာလေးကမြင်တွေ့နေရတယ်ဆိုလို့ရှိရင်အရန်ကိုမောအရန်ကိုမောဆန်တယ်ပေါ့နော်အဲ့ခံစားချက်လေးကျွန်တော်ရတယ်ပေါ့နော်နောက်ပြီးတော့ပေါ့နော်ဒီသူတို့ထုတ်လွှတ်လိုက်တဲ့ဒီအလင်းရောင်ဓာတ်ထဲမှာ ပါဝင်တဲ့ Luciferin ဆိုတဲ့ dressing compound တခုရှိရပေါ့နော်ဒီဒီ Luciferin ကကျွန်တော်တို့လူသားတွေအတွက်ပေါ့နော်ဒါခေတ်သစ်ဆေးဝါးထုတ်လို့ရေကဏ္ဍတွေပေါ့ Modern Medicine ဒီအပိုင်းမှာ ဒီသူတေသနလုပ်ငန်းတွေပေါ့နော်အဓိက research လုပ်တဲ့အပိုင်းမှာအရင်အရင်ကိုအထောက်အပံ့ပြုတယ်ဆိုတာမျိုးကိုကျွန်တော်လေ့လာမိတာလေးကို share ပေးခြင်းနဲ့ဒီ luciferin compound ကဘလူးနီးယားမှာတုံးချလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့တတဝါတွေရဲ့ဒီ cell တွေ tissue တွေရဲ့ဇီဝပြောင်းလဲမှုတွေကိုစောင့်ကြည့်တဲ့အပိုင်းမှာ observe လုပ်တဲ့အပိုင်းတွေမှာဥမာအဖြစ်ပေါ့နော်ဒါ tumor development ဖြစ်လာတာမျိုးတွေဒီ bacteria infection မျိုးတွေတော့အကျိတ်တွေဟို blue ဖြစ်လာလဲဆိုတော့ဖြစ်ပေါ်လာပုံအစင်းစင်ပေါ့နော်နောက်ပြီးတော့ဒီလိုမျိုး bacteria ကူးစက်မှုတွေမှာလည်း blue single ဖြစ်လာလဲပြီးတော့ blue cell တွေကိုကူးစက်သွားလဲဆိုတော့ဟိုပုံရိပ်တွေပေါ့နော်ဒါတွေကိုခွဲခြမ်းစိတ်ဖြာပြီးပြသပေးတဲ့ဒီ technology တစ်ခုနည်းပညာတစ်ခုရှိတယ်ပေါ့နော်ဒါခေါ်ရဲခေါ်ရော vivo imaging တို့ခေါ်ရဲနည်းပညာမှာဒီ luciferin ကတိုက်ရိုက်ပါဝင်ပြီးတော့သူကပတ်သက်နေတယ်ပေါ့နော် ဒါစီးပညာဘက်ကိုရောက်သွားတယ်ပေါ့နော်ကျွန်တော်ပြောနေရင်ねအဲတနည်းအားဖြင့်ဒါကျွန်တော်တို့ဒီဘက်ဟိုလူသားတွေမှာလဲအမားမှန်အတိန်နဲ့ခွဲခြားသိမြင်ပို့ဆိုတာကစနစ်တကျနဲ့လုံလောက်စွာသင်ကြားစီးပူးရတဲ့ဉာဏ်ပညာတွေလိုအပ်တယ်ဆိုတော့ပိုင်းနဲ့တွားပြီးတော့ဟိုဆင်တယ်ပေါ့နော်သဘောတရားချင်းတူတယ်ပေါ့နော်ဆိုတော့နောက်ပြီးဒီရှေးခေတရုတ်ရိုးရာအယူဆအแท้မှာလဲပေါ့နော်ကျွန်တော်ဖတ်ရတဲ့လောက်ကတော့ဒီပိုးဆုံးကျူးတွေရဲ့အလင်းရောင်လေးကို တင်စားကြတာပြောပါလဲဆိုတော့အလုတ်ကြိုးစားတယ်ဆိုတော့အားမျိုးကိုဒါပြတယ်ပြီးတော့ဒီ design တမတ်နဲ့တကယ်ကိုပညာသင်ကြားရေးမှာဒါစိတ်တက်ရေးရအပိုင်းပဲဖြစ်ဖြစ်ပေါ့နော်ဒီကြမ်းကြမ်းခံခံ perseverance ရှိရဆိုတော့အပိုင်းကိုကိုစားပြုတယ်ဆိုတာမျိုးလေးတွေလည်းရှိတယ်ဒီပိုးဆောင်ကျူးလေးတွေကအနားမှာရှိနေတယ်ဆိုတာကဘာလို့ပြောကြံလဲဆိုတော့ကျမ်းမာတန်ရှင်းပြီးတော့ဗောနော်ဒီရေကောင်းမြေကောင်းရှိတယ်ဆိုတော့ဘာဝပတ်ဝန်းကျင် ဟိုတီရှိနေရဲဆိုတာကိုပြတယ်ပေါ့နော်ဒီပေါ်မှာဒီလိုတီရှိနေမှသာလည်းဒီပိုးဆောင်ကျူးတွေကသူတို့ကျင်လည်ဖို့မိသဟဲပြုဖို့ဆိုရဲဟာလေးဖြစ်လာတာပေါ့နော်အဲ့တော့ပိုးဆောင်ကျူးတွေမရှိရင်ဒါပတ်ဝန်းကျင်ကဇုံတရားညစ်ပတ်နေတာသဘောမျိုးပြောလို့ရတယ်ဒါလေးကိုအဓိကကျွန်တော်ပြောချင်တာပေါ့လေအခုဒီကောမှာနားထောင်နေကြတဲ့သူတွေထဲမှာကျွန်တော်ထပ်ပို့ပြီးတော့ဒီပိုးဆောင်ကျူးတွေအကြောင်းပေါ့နော် firefly တွေအကြောင်းကို ပူလေးလာ သိရှိထားမဲ့သူတွေရှိမယ်လို့လည်းကျွန်တော်ထင်တယ်ပေါ့နော်ဒါတော့ဟိုဒီလောက်နဲ့ပဲကျွန်တော်ဒီမိတ်ဆက်ခွင့်ပြုပါပေါ့လေ